ြင်းလွင်တွင်ဗော်ဒါတက်နေသောចောင်းသူလေးရဲ့မိခင်အသက်ခံရပြီးចောင်းသူလေးမီးရှို့လောက်ကြံခံရမင်္ဂလာပါအော်ဒီယိုဘိုင်းဆောင်းနိုင်ငံနဲ့ကြိုဆိုပါရစေဒီတစ်ခါမှာတော့ចောင်းသူလေးရဲ့မိခင်အသက်ခံရပြီးတော့ចောင်းသူလေးမီးရှို့လောက်ကြံခံရတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့သတင်းကြော့ចောင်းပရဲ့ဗော်ဒါဆောင်တွေခិតပိတ်ထားချိန်မှာဖြစ်သွားတယ်လို့သိရပါတယ်ចောင်းသူလေးရဂရိတ်တွဲចောင်းသူမို့လို့ရက်ရှိမပိတ်တာကြောင့် ။သမီးဖြစ်သူစီကိုကြောက်မဲရမိခင်ဖြစ်သူကလိုက်လာစင်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဖြစ်ပွားခဲ့တဲ့နေရာကတော့ရေချံအိုးတောင်ရွာကြီးကင်သွားတဲ့မြို့ဆောင်လမ်းဘက်မှာဖြစ်သွားကြောင်းသိရပါတယ်။ဖြစ်ခဲ့တာကပြီးခဲ့တဲ့သတင်းကြော်ကြောင်းပရအတွင်းမှာဖြစ်ပွားခဲ့တာပါ။တင်းလေးလို့ဆိုရင်တော့2025ခုအောက်တိုဘာလ8ရက်မနက်9:00နာရီခွဲအချိန်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဘော်ရာကြောင်းတက်နေတဲ့သမီးဖြစ်သူတန်းအလဲလာတဲ့ ဒေါ်နန်းရွှေစိန်ဆိုသူကိုအဲ့ဒီဖော်ရဆောင်မှာမုံရောင်းနေတဲ့နမ်းမိုဟန်ခွန်းဆိုသူ အမျိုးသမီးရမိခင်နဲ့တူကျောင်းသူလေးကိုပါလောက်ကျန်တက်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။သမီးဖြစ်သူကဂုံနူးတန်းမို့အချိန်ပိုတက်ရတဲ့ကလေးဖြစ်တာကြောင့်အားတဲ့အချိန်မိဘကလာတွေ့ပစ္စည်းပါညာပေးတဲ့အချိန်မှာဖြစ်ပွားတာဖြစ်ကြောင်းသိရပါတယ်။ဘာကြောင့်မှမသိရဘူး။လူတက်သမားလည်းမမိသေးဘူး။ခုသမီးလေးကိုဆေးရုံမှာစောင့်ရှောက်ရင်း မိသားစုတိုင်ပင်နေကြပါတယ်။မိသားစုဝင်တဦးကပြောကြားခြင်းဖြစ်ပါတယ်။ပြင်ဦးလွင်မျိုးဘောလာဆောင်တစ်ဆောင်မှာမုံရောင်းနဲ့နမ်းမုတ်ခံခွန်းကအကူညီခနဘေးရန်ဆိုကเจ้าသူလေးရဲ့မိခင်ကိုအပြင်ကိုခေါ်ဆောင်သွားကြောင်းအပြင်သွားရအနေကြားနေတာကြောင့်တမီးဖြစ်သူကဖုံးဆက်ရမှာမိခင်ရဲ့ဖုံးကခေါ်ရမရတော့ကြောင်းအဲ့ဒီချိန်မှာပဲမိခင်ကိုခေါ်သွားတဲ့နမ်းမုတ်ခံခန်းကပြန်လာပြီးကြံရက်ခက်တဲ့ မီးเจ้าသူလေးကိုနဲ့မေကခေါ်ခိုင်းလိုက်ကြောင်းနဲ့မေဖုံးကြွက်လို့ဖုံးဆက်မရနိုင်ကြအမေထံသွားဖို့သူနဲ့လိုက်ခဲ့ပါလို့ဆိုပြီးတော့ခေါ်လာကြောင်းဆိုင်ကယ်နဲ့ပြုံးဝင်မြို့ပြင်လူပြတ်တဲ့နေရာကိုခေါ်ဆောင်သွားခြင်းခံရကြောင်းသိရပါတယ်အဲ့ဒီနောက်လူပြတ်တဲ့နေရာရောက်မှခဏနားမယ်ဟုဆိုက ဆိုင်ကယ်ရက်ပြီးနားနေစဉ်เจ้าသူလေးရဲ့ဥကောင်းနောက်ဆက်ကိုအသိမ့်ပါလာတဲ့ဝိုင်ပလင်းနဲ့နမ်မုတ်ဟန်ခန်းက အားကုန်ရိုက်လိုက်ကြောင်းသိရပါတယ်။မှောက်သွားတဲ့ခါမှာတော့ကျောင်းသူလေးကိုခွစီထားပြီးတော့လက်ဝင်းကိုကျိုးနှက်ရက်ခါဦးကောင်းနဲ့မြေကြီးကိုမတိမချင်းစောင့်ရိုက်တတ်ကြောင်းသိရပါတယ်။ဒီတိုင်ရည်ကြောင့်ကျောင်းသူလေးဟာမေ့မျောသွားပါတယ်။အဲ့ဒီချိန်မှာပဲနမ်မွန်ဟွာခန်ကတေဗီထင်နဲ့ဓာတ်စီလောင်းပြီးတော့မီရှိုခဲ့တာဖြစ်ကြောင်းသိရပါတယ်။ကျောင်းသူကောင်မလေးဟာ မီးဆွဲလောင်မှုတွေကြောင့်နာကျင်မှုများစွာဖြစ် တရေရတစ်ချက်မရတစ်ချက်ရှိရမှပြန်လဲတရေရလာတဲ့အခါမီးဆွဲလောက်နေတဲ့အညီကိုဆွဲချက်ပြီးတော့လမ်းဘေးမှာရှိတဲ့ကြံငင်းရှိရာဘက်ကိုထွက်ပြေးရာအနီးနားကရွာသူရွာသားများရဲ့ကုညီဆောင်ရှောက်မှုကြောင့်ပြင်ဦးလင်စေယုံကြီးကိုရောက်ရှိသွားတယ်လို့ဆိုပါတယ်ဒီမီးရှို့မှုကြောင့်ကျောင်းသူလေးဟာခန္ဓာကိုယ်ရဲ့45ရာခိုင်နှုန်းလောက်ထိမီးလောင်ကျွမ်းသွားကြောင်းသိရပါတယ်45ရာခိုင်နှုန်းလောက်လောင်တာဆိုတော့ဒါဒီကလေးက စိတ်ဓာတ်တော်တော်ကြားခိုင်နေသူဖြစ်တယ်ဆိုတာထင်ရှားပါတယ်ဒီဖြစ်စဉ်တွေကိုလည်းသူကပဲဒဏ်ရာတွေကြားနေရအောင်ပြန်ပြောနိုင်ခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်ပြမှုကျွန်းလို့သူနဲ့เจ้าหนูလေးဟာဘာရန်ညိုးရန်စမှလည်းမရှိကြောင်းရန်ကြီးခင်မင်းရင်းနှီးနေရလဲမဟုတ်ကြောင်းနဲ့ဒီမျိုးသမီးเนี่ยသိတာငါးလတာရှိသေးကြောင်းလည်းသိရပါတယ်မရေဖြစ်သူကိုတော့အော်တိုဘာလ9ရက်နေ့ အကန့်ဖြစ်ပြီးနောက်တရက်ထိရှာမတွေ့ကြောင်းသိရပါတယ်။ပြန်လည်ရှာထူးတဲ့ခါမှာတော့အကန့်ဖြစ်ရာနီးမှာလက်ဘင်းကိုအဝတ်နဲ့ညှက်တက်ခံထားရပြီးမျက်နှာကိုရုပ်ပြတ်အောင်ထူးနှက်ခံထားရပြီးတေဆုံးနေကြောင်းတွေ့ရပါတယ်။ဒီပြမှုတွေကိုကျူးလွန်တဲ့တရားခံဖြစ်သူနမ်းမို့ဟွမ်ခန်းကတော့အသက်30ကျော်အရွယ်ရှိကြောင်းဗော်ဒါဆောင်နီးမှာကလေးမုံများရောင်းတဲ့သူဖြစ်ကြောင်းနဲ့အိမ်တော်ရှိကလေးတယောက်မိခင်ဖြစ်ကြောင်းလည်းသိရပါတယ်။ လူတက်မှုဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကိုမသိသေးပေမဲ့တော်တော်များများတော့ဒေါ်နန်းရွှေစံရဲ့လက်ဝတ်ရတနာများဖုံးနဲ့ငွေကြေးစားရတွေကိုလိုချင်တက်မှတ်စိတ်ကြောင့်ဒီလိုကျွလွန်တာဖြစ်နိုင်ကြောင်းနဲ့တမီးဖြစ်သူတို့တော့မအေးသူနဲ့ပါသွားကြောင်းသိရလူတို့ဖြစ်တာကြောင့်နှုတ်ပိတ်ရန်စူးစမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်းပြောဆိုသုံးသပ်ကြပါတယ်အချို့ကလည်းအွန်လိုင်းလောင်းကစားနဲ့ဆက်ဆက်နေတာဒါမှမဟုတ်နာကျင်မှုနက်နက်ဆိုင်ဆိုင်ရှိလို့ ရန်ညိုးနဲ့တက်ဖြတ်တာဖြစ်နိုင်ကြောင်းလည်းသုံးသပ်ပြောဆိုကြပါတယ်။ကြောင်မဲမျိုးကဒေသခံတို့ရဲ့ပြောကြားချက်အရတော့သမီးပြစ်သူရရဆက်ဆက်မီးရှို့တိုက်ခတ်ခံရခြင်းနဲ့ဇနီးပြစ်သူကြောက်ခဲပြစ်ထူရိုက်တက်ဖြတ်ခံရခြင်းတဲ့ရင်များကိုကြားသိရပြီးအနောက်ဖခင်ဖြစ်သူဟာလည်းစိတ်တန်ရာများစွာရရှိခဲ့ကြောင်းတာမိနှစ်ဦးရဲ့တရင်ကိုကြားပြီးကြောင်မဲမှာပြင်ဦးလွင်ကိုဆိုင်ကယ်နဲ့လိုက်လာစင်မှာစိတ်စောများကြောင့်ဆိုင်ကယ်တိတ်မောက်ပြီး ဒဏ်ရာများစွာရရှိခဲ့ကြောင်းကြောင်မဲမြို့ဒေသခံတို့ကပြောကြပါတယ်။ဒီမှုများကိုကျူးလွန်တဲ့နမ်မိုဟန်ခန်းကတော့ဒီသတင်းတင်တဲ့အချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးပဲထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းသိရပါတယ်။အဆုံးထိအောင်နားဆင်ကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြရေးဝေးကွာကြပါစေဗျာ။